မြန်မာနိုင်ငံရဲ့အကျော်မော် UFC Fighter Joshua Aban နဲ့ UFC Flyweight Dan Champion ဘန်တူဂျာတို့ဒီဇင်ဘာမှာထိတိုက်တွေ့ကြတော့မှာဖြစ်ပါတယ်။ဒီဇင်ဘာလ6ရက်နေ့တိုင်းမေဒီကန်ချီ T-Mobile Arena မှာလုပ်မယ့် UFC 323ပြန်ပွဲမှာဆုံတွေ့ရမှာလည်းဖြစ်ပါတယ်။ဘရာဇီးနိုင်ငံ Rio de Janeiro မြို့မှာမွေးဖွားထားတဲ့ဘန်တူဂျာကအသက်35နှစ်ရှိပြီဖြစ်ပြီး2025ခုနှစ်ဩဂုတ်လ19ရက်နေ့စစ်တမ်းရာ Pound for Pound အဆင့်သတ်မှတ်ချက်တွင်အဆင့်5အဖြစ်သတ်မှတ်ခံထားရသူတွေဖြစ်ပါတယ်။ အသက်23နှစ်သားရှိပြီးချန်ပီယံသစ်ဖြစ်လာမယ့်ကစားသမားလိုလူအများကထင်ကြေးပေးခံနေရတဲ့ဂျိုရှူအာဖန်နေနဲ့ပွဲစဉ်စုစုပေါင်း18ပွဲထိုးသတ်ခဲ့ပြီး15ပွဲအနိုင်ရရှိကာ2ပွဲရှုံးနိမ့်ထားပါတယ်။ရင်းပွဲအတွက်ပန်ဒူဂျာကကျွန်တော်ကိုဖန်ချောင်းပေးမိနေကြပါတယ်။ဖန်ကအရန်တိုးတက်လာတဲ့လူငယ်ကစားသမားပါဖန်ကကျွန်တော်တွေပြိုင်ပွဲကောင်းတူပါဖန်ကပေါ့စင်ကောင်းနေတံပြန်ထိုးချက်တွေကောင်းနေအချိန်တိုင်းမှာပြိုင်ဘက်ကိုအလဲထိုးနိုင်စွမ်းရှိတယ်ဒါတွေကိုသူကောင်းကောင်းကျွမ်းကျင်ပိုင်နိုင်ပါတယ် ပွဲထွက်ပဲစောင့်ကြည့်ပေးပါလို့ပြောကြားခဲ့ပါတယ်။ဒီပွဲမှာတော့ဘတ်တူချာနီနဲ့ရှုံနေခဲ့ရင်ချန်ပီယံကပတ်ကိုလက်လွတ်ရမှာဖြစ်ပြီးဖန်နီနဲ့ကလည်းအာရှမှာပထမဆုံး UFC ချန်ပီယံကပတ်ရသူဖြစ်မှတ်တမ်းဝင်နိုင်မှာပဲဖြစ်ပါတယ်။